ယနေ့သာသနာတော်နှစ်2569ခုမြန်မာဟောဝါကောစာတက္ကရာ1389ခုသတင်းကြလဇန်14ရက်နေ့ခရစ်နှစ်2025ခုအော်တိုဘာလ9ရက်နေ့မင်္ဂလာရှိကောင်းမြတ်သောချိန်ခါကာလတမယ၌ရှင်စန္ဒယနာဖြိုးဝေကျောင်းတိုက်စာကြဆာတင်တန်ခါတော်ရှင်မြတ်တို့အား နေဇွမ်းသူတော်ကစက္ကတတန်ခြင်းနှင့်သာဝရဆုံးပရိသေပင်ဆယ်သိန်းကျအလူတော်စက္ကတတန်ခြင်းကောင်းမှုအလူတော်များပြုလို့ကြပါလေကောင်းမှုရှင် ကုသိုလ်ရှင်များကမိခင်ကြီးတော်ဆန်းရင်ခொနှစ်နှစ်ကြာရည်စွေးသာသမီမြေတစုတို့ကကောင်းမှုအလူတော်များကိုပြုလို့တာဖြစ်ပါလေဤကောင်းမှုတို့ကြောင့်မိခင်ကြီးတော်ဆန်းရင်ဒင်းမြင့်မြတ်သောဘုံဘဝရနဲ့ချမ်းသာဒုက္ခအပေါင်းနဲ့ပြည့်စုံပါစေကောင်းမှုလူတော်ကိုယ်တိုင်ကိုကြလာရောက်ပြုလို့ကြသောသာသမီမိသားစုများ ရောက်ရှိလာကြသောဓမ္မမိတ်ဆွေများလည်းဘေးရန်နေကင်းကြယောဂကင်းကြဆင်းရဲကင်းကြ၍ကိုယ်စိတ်ကြံပြချမ်းသာမှမှချမ်းသာသာသာနေထိုင်နိုင်ကြချမ်းသာ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 သနာပြုနိုင်ကြ၍ချမ်းသာစေ ချမ်းသာမှမြတ်နိဗ္ဗာန်ကိုလင်းမြန်စွာမျက်မှောက်ပြုလည်နိုင်ကြတဲ့တတော်ကောင်းတွေဖြစ်ကြပါစေ။အဲ့တော့ဒီနေ့တရင်ကျော်လာစံ ဆက်လေးရက်နေဆိုတော့မြတ်စွာဘုရားလက်ထက်တော်အခါတုန်းကဒီလိုတည်င်းကြွလာတဲ့ဆက်လေးရက်နေနဲ့ဆက်ဆက်တဲ့အကြောင်းအရာလေးတခုပြောပြအဲ့ဒါတော့လောကဝိဝရဏတကိုးဆိုပြီးတော့မြတ်စွာဘုရားပြတော်မူခဲ့တဲ့တကိုးနဲ့ဆက်ဆက်ပြီးတော့ဖော်ပြတဲ့နေရာမှာလာတဲ့စာလေးတွေဖတ်ထားတာအဲ့တော့မြတ်စွာဘုရားကဒီဝါဇူလာပြည်နေမှာအဲခொနဝါရတော့ဘုရားဖြစ်ပြီးတော့ခொနနှစ်မြောက် ။တရားဖြစ်ပြီးခုနှစ်နှစ်မြောက်တဲ့နေ့မှာနတ်ပြည်ကိုတက်ပြီးတော့တရားဟောတယ်။အဘိဓမ္မာတရားဟောတယ်ပေါ့။အဲသုံးလကြာတယ်။အဲတော့တကိုအကြီးကျယ်ပြပြီးတော့လူတွေချင်းမှာဘုရားပြောက်သွားတာ။အဲဘုရားလက်ထက်တော်အခါတုန်းကမြတ်စွာဘုရားတကိုပြမယ်ဆိုတော့ဝန်စုံလာပြီးနေမှာတလောကလုံးမှာရှိကြတဲ့လူတွေကအဲ့ဒီတန်ဝဋ္ဌိမှာစုခဲ့ကြတယ် အဲစာပေကပြောတဲ့ပြောတိုင်းပြောမယ်ဆိုရင်တရက်ဖြူပင်ရင်းမှာမြတ်စွာဘုရားတကောပြလဲဆိုပြီးတော့မမြင်ဘူးတဲ့ထူးဆန်းတဲ့တကောတွေအကုန်ပြအရင်မိအစုံစုံထားလိုက်ပါတော့ခန္ဓာကိုယ်အကြီးအသေးအမျိုးမျိုးတကောတွေပြတကောတွေပြပြီးတော့အဲ့ဒီမှာအဘိဓမ္မာတရားဟောမယ်ဆိုပြီးတော့အမိခင်ကြီးကျေးဇူးဆတ်တဲ့အနေနဲ့ဘာခင်ကြီးတော်တော်နာနာတော့မကွယ်လွန်သေးဘူးအဲ့ချိန်မှာမိခင်ကြီးကမွေးပြီးတော့ မကြောက်ကွက်လုံးသွားတာ哦အဲ့တော့ဘယ်ရောက်သွားတော့ဆိုတော့ကကြတော့အဲ့တော့အဲ့နတ်ပြည်မှာရောက်သွားတာနတ်ပြည်မှာတန်တုတ်တိတနတ်သားဆိုပြီးသွားဖြစ်တယ်အဲ့ဒီနတ်သားကြီးကိုဂျေဇုဆတ်တဲ့အနေနဲ့ဘုရားကဂျေဇုဆတ်တရားဆိုပြီးသွားဟောတာဘယ်တော့ကြာသွားမလဲဆိုတော့၃လကြာသွားတယ်ဘယ်နေရာကနေကြွသွားတာလဲဆိုတော့လူတွေရဲ့မျက်စိရှိမှတခါတည်းလူတွေအောင်းအောင်းပြီးတော့နေတဲ့အချိန်မှာ မမြင်ဘူးတဲ့တကောတွေမြင်နေရတဲ့အချိန်မှာတခါနဲ့ထူးဆန်းပြီးတော့ဘုရားပေါ်မှာအယံအထင်ကြီးလဲစားကြီးညိုပြီးတော့ဘာနဲ့မှနိုင်စားလို့မရတဲ့ကြီးညိုမှုတွေဖြစ်နေတဲ့အချိန်မှာဘုရားပြောက်သွားတယ်။ဘယ်ရောက်သွားလို့ဆိုတော့နတ်ပြည်ရောက်သွားတယ်။အဲဒီမှာနတ်ပြည်ကိုကြွတဲ့အခါမှာလည်းအဲ့ဒါဘုရားနတ်ပြည်ကြွသွားတာတရားမှလူတွေကမြင်လိုက်ရတယ်။နှစ်လန်းသုံးဘွားနဲ့တာဝတိန်သာနတ်ပြည်ကိုကြွလေလို့ပြောတာ။အဲဒီနှစ်လန်းသုံးဘွားဆိုတော့လည်းတကောနဲ့ပဲကြွသွားတာပဲ။ အခုအဲ့ဒီတာဝတိန်သာပင်လယ်ကတိပင်ရင်မှာတရားဟောမှာဆိုတော့အဲ့ဒီနေရာရောက်အောင်နှစ်လအလံအားဖြင့်သုံးဘဝဆိုတော့ဒီလူကြီးကနေယုဂန္တတောင်ထိပ်ကိုတလံယုဂန္တတောင်ထိပ်ကနေအဲ့ဒီအဲတာဝတိန်သာပင်လယ်ကတိပင်ရင်ရောက်တလံဆိုတဲ့ခါကျတော့နှစ်လအဲ့ဒါဘဝအနေနဲ့ကြည့်လိုက်မယ်ဆိုလို့ရှိရင်သုံးဘဝရှိတယ်အဲ့ဒီနေရာမှာဘုရားသုံးလကြာ တရားဟောတယ်။ရဟောတော့လူတွေကဘလို့လုံးကြတော့ဆိုတဲ့ခါကျတော့ဘုရားမလာမချင်းငါတို့မပြန်ဘူးဆိုပြီးတော့သောသောတော့တိုးပြတဲ့နေရာမှာပဲဘုရားကိုစောင့်နေကြတယ်။ဘုရားပြန်လာမှာပဲဆိုရင်လူတွေစောင့်နေကြတယ်။အဲ့တော့ကြာသွားတာ၃နာရီတောင်ကြာသွားတယ်။အဲ့ဒီ၃နာရီကြာသွားတဲ့လူတွေဖះကိုမျောနေကြတဲ့လူတွေကိုဘသူကထမင်းကျွေးထားတော့ဆိုတဲ့အခါကျတော့အာနာတပိန်တထေးကြီးရဲ့ညီ စုလအနာတပိန်နဲ့အဲ့ဒီတတိယအဘိဓိနာတဲ့လူတွေရှိနေတဲ့လူတွေဖះမျောနေတဲ့လူတွေအကောင်းဆုံးကိုသုံးလတော့ဓမ္မကျွေးတာကျွေးနိုင်တယ်နော်နေတဲ့လူအုံကြီးပေါ့အဲ့တော့ဖះပြောက်သွားတာလေကြာပြီပြန်လဲမလာသေးဘူးဆိုတော့ခါကျဖះဘယ်တော့လာမလဲဖះဘာလုပ်နေတယ်လဲဆိုတဲ့အကြောင်းတွေအဲ့ဒီမှာတို့လူတွေကမေးကြတဲ့ခါကျတော့ သူတို့ခေတ္တခါတော့အဓိဘဆက်ခုဆိုပြီးတော့နတ်မြင်စီနဲ့မြင်နိုင်စွမ်းရှိတဲ့နေရာမှာရှင်နုဒ္ဒတာဆိုတာအသာဆုံးပဲဘုရားရဲ့ညီဝငွေတော်တဲ့သူကတော့ဘလောက်သေးတဲ့အရာကိုဖြစ်စေဘလောက်ဝေးတဲ့အရာကိုဖြစ်စေမြင်နိုင်တယ်အဲဘုရားပြီးလို့ရှိရင်မျက်စိနဲ့မြင်နိုင်စွမ်းနဲ့မှာအဲသူကအမြင့်ဆုံးပဲသူစီကမေးသူ့မိတော့အဲဘုရားတာဝတိန်သားမှာ ဘိဓမ္မာတရားတွေခေါ်နေတာဂရေပေါင်းကြောင့်များစွာသောနတ်တွေပြောင်းလာတွေကိုတရားတွေခေါ်နေတာလို့ပြောတယ်ကအားသာဆိုရင်တပည့်တို့ထူးခြင်းပါတယ်တပည့်တို့ဖူးရအောင်လုပ်ပါဆိုပြီးတယ်သူကမျက်စိအမြင်တကောတာရှိတာအဲဖယားကိုဖူးနိုင်တော့တဲ့တကောသူကမပြနိုင်မိသားနိုင်တော့တကောကြီးတဲ့ပုံကဘာသူတို့ကြားဘူးလေမလားရှင်မောက္ခဏလေအဲ့နဲ့ရှင်မောက္ခဏကြီးကပြောကြတဲ့အခါကျကဲဒါဆိုလက်ကငါလာကြည့်နေကြဆိုပြီးတော့ရှင်မောက္ခဏက မင်းတို့ငါအရာကြည့်နေကြနော်ငါဘုရားစီသွားမှာဆိုပြီးသူကအဲ့ဒီမှာအဋိဌံပြီးတော့တကောနဲ့ဘုရားစီသွားတာသူ့ကြည့်နေကြတာလူတွေကသူ့ပဲမြင်နေရတာအဲသူသွားတဲ့လမ်းကြောင်းတွေကုန်မြင်နေရတာပေါ့အခုကင်မရာလိုက်ပြထားသလိုပေါ့နော် CCTV လိုက်ပြထားသလိုပေါ့အဲဟိုရောက်တဲ့ခါကျတော့ဘုရားစီရောက်တဲ့ခါကျတော့ဟာမောင်းကလန်ကြီးမှလာအေးတမဘုရားအဲ့ဒါလည်းအောက်ကလူတွေကအကုန်လုံး CCTV လို့မြင်နေရတာ အာလုလာလာတော့ဆိုတော့လူတွေကမြတ်စွာဘုရားကိုလွမ်းဆွပြီဗျာဒီတရင်ကျလာတဲ့၁၄ရက်နော်အာဘယ်နေ့ကနေကြွသွားတာလဲဆိုရင်ဝါသုလပြည့်နေ့ကနေကြွသွားတာဆိုတော့ဒါ၃လမနေ့ပြန်ဆို၃လတင်းတင်းပြည့်တယ်မြတ်စွာဘုရားအဲ့ဒါကြောင့်လူတွေကအရှင်ဘုရားမကြွမချင်းမပြန်ဘူးဆိုပြီးတော့အဲအခုအဲ့ဒီတာဝတိမှာနေနေကြတာဗျာ နေတဲ့လူတွေကိုဆူလာအနာတပင်ကနေ့စဉ်နေ့စဉ်သမင်းတွေကျွေးထားတာဆိုတော့အေးကွာကဲဒါဆိုလည်းငါအဘိဓမ္မာတရားသိမ့်ပါပြီတဲ့မင်းအကယ်ဒါဆိုရင်မင်းတောင်းတော်ကြီးရှင်သာရိပုတ္တရာဘယ်နေတော့သင်္ကတ္တငကိုပြီမှာနေပါလေဒါဆိုရင်ငါမနှက်ပြန်သင်္ကတ္တငကိုပြီကိုပြန်ခဲ့မယ်အခုမင်းသာဝတိကနေစောင့်နေတဲ့လူတွေကိုခဏိမသွားစေနဲ့ဟောမနှက်ပြန်သမင်းစားပြီးမှာ သင်္ကတ္တနဂိုပြူကိုသွားလိုက်ရောက်စီရမယ်မရောက်မှမပူကြနဲ့သွားတာသွားလိုက်နော်ဖယားဒီကိုအဲ့သင်္ကတ္တနဂိုပြူဖယားတကောပြတဲ့ဒီကိုသွားမယ်ဆိုပြီးစိတ်ကုနေတာသွားလိုက်ရောက်သွားလိုက်မယ်မင်းအဲ့လားပြောလိုက်ဆိုပြီးတော့ရှင်မောကလပြန်ထွက်လိုက်တယ်ပြန်လာဟာရှင်မောကလပြန်လာပြီးတရင်တူတွေပါလာပြီးဘာတွေလဲပေါ့နော်အဲ့ဒီမှာကဲမနှက်ခံကြတော့ဖယားသင်္ကတ္တနဂိုပြူကိုပြန်ကြွမယ်ဟာဝါကျုပ်ပြီဆိုတော့ရင်ကျလာပြီနေပြန်ကြွမယ် ဲ့တော့ဒီနေ့မသွားကြနဲ့မနှက်ဖြံကြမှာထမင်းစားပြီးတော့မှသင်္ကတနဂိုဘီကိုသွားမယ်ဆိုပြီးတော့မှားနာသွားကြရောက်သွားလိမ့်မယ်ပြောတော့အဲဒီနေ့အေးစစ်စစ်နေကြတယ်မနှက်ပြန်ရောက်တဲ့အခါကျမှအဲတရင်ကျလာပြီနေရောက်တဲ့အခါကျမှတို့တော့အမှန်ပြီးတော့သင်္ကတနဂိုဘီသွားကြတယ်အကုန်ရောက်သွားကြတယ်ဘာတကိုးနဲ့ရောက်သွားတော့ဆိုတော့ဖရာတကိုးနဲ့ရောက်သွားတာ အဲ့တော့ဘုရားကနတ်ပြည်ကနေသင်္ကသနဂုံကြီးကိုဆင်းတော့မယ်ဆိုတဲ့အခါကျစောင်းတန်းကြီး၃ပွယ်နဲ့ဆင်းတယ်ဒါခင်ဗျားတို့ကြားဝန်းနေကြတာပဲလေအဲရွှေစောင်းတန်းရယ်ငွေစောင်းတန်းရယ်ဗရမ ्या စောင်းတန်းရယ်ဘုရားကဗရမ ्या စောင်းတန်းကဆင်းတယ်အဲပြီးတော့နတ်တွေကရွှေစောင်းတန်းကနေအကုန်လုံးလိုက်ပို့ကြတယ်ဂျမားတွေကငွေစောင်းတန်းကနေဆင်းတယ်အဲနတ်ပြည်ကနေအဲ့ဒီသင်္ကသနဂုံကြီးရောက်အောင်စောင်းတန်းကြီး၃ဆိုဒီတိုင်းနိုင်ကြလားအောင်းဝဒီအိပေါ်နော်ဒါဘုရားရဲ့တကော အလေးတင်တဲ့ကဘာတသိမ့်ပါရမီကောင်းမှုတွေပြုထားလို့ရတဲ့တကိုးတွေပါပဲအဲ့ဒီတကိုးတွေပြအဲ့ဒီမှာဝါဆိုလာပြည့်နေရနေကြွသွားလိုက်တာသတင်းကျလာပြည့်နေသုံးလပြည့်ပြီငါကိုတော်မြတ်ကဲသင်္ကသနဂုပြည့်ကိုကြွတော့မယ်ဆိုတော့ဘုရားကအဲ့ဒီမှာနတ်ပြည်ကနေမကြွမီအရင်ဆုံးအဋိဋ္ဌာန်တယ်ဘလို့အဋိဋ္ဌာန်တော့ဆိုတော့အရှိဘက်လက်ပြီးတော့အဋိဋ္ဌာန်တယ်ကဲအရှိဘက်လောကတကားတွေ ဟင်းလင်းခြင်းဖြစ်စေတယောက်နဲ့တယောက်ကွဲနေရတယ်ချားနေရတယ်မရှိတဲ့နဲ့အကုန်ပြင်ရစေဆိုပြီးတော့အရှိရက်ကိုအကုန်လုံးဖရာဒိဋ္ဌံပြုတကိုးတကိုးတော့ပြင်စီစဉ်လိုက်တယ်အဲ့တော့အရှိရမှရှိကြတဲ့အရာတွေအကုန်လုံးအမြင်မြင်နေဆိုရင်အကုန်မြင်ရတယ်ဒါတို့အဒီရက်တည်းအရှိကြည့်လိုက်တယ်ဆိုလို့ရှိရင်အဲထိုင်းလန်းတို့စင်ကာပူတို့တရုတ်တို့အဲ့တော့ဟောင်ကောင်တို့ဘဝကကိုရီးယားတို့ဂျပန်တို့မြင်နေရမှာပေါ့နော်အဲဘယ်ဟာဒိဋ္ဌာတိုင်းဆိုလို့ရှိရင်မြင်နေရမှာပေါ့ ဟိုဘက်မှာဘက်စွေသမုတ်တရားတော့ဘာလို့လဲတခါလည်းမြင်းနေရမှာပေါ့အဲ့ဒီကနေအနောက်ဘက်လဲပြီးတော့ဘုရားတကုတ်ပြုတယ်ကဲအနောက်ဘက်မှာရှိတဲ့သတ္တဝါတွေလည်းအကုန်မြင်ရစေအကုန်မြင်ရတောင်ဘက်လည်းအကုန်မြင်ရစေမြောက်ဘက်လည်းအကုန်မြင်ရစေကဲအထက်ကိုလည်းအကုန်မြင်ရစေဆိုပြီးဘုရားအကုန်လုံးလက်တက်ကလူတွေကနတ်တွေကိုဟောကြည့်တရားမလို့အကုန်မြင်နေရတာမြင်နေတယ်ဆိုမြင်ရဓမ္မတွေကုန်မြင်ရပြီးတော့ ကဲအောက်ကငရဲတုငရဲသားတွေကိုလည်းဘုရားမြင်ရစေလို့လည်းတကငရဲတုငရဲသားတွေကိုလည်းကြည့်ကျင်တယ်ဇောကုန်မြင်ရတယ်ကိုယ်မျက်စိနဲ့တန်းတားလိုက်လို့ရှိရင်အကုန်မြင်ရတဲ့တကောတွေပြအဲ့ဒီတကောကိုလောကဝိဝရဏတကောလို့ခေါ်တယ်လောကကိုဖွင့်ပြတော်မူတဲ့တကောအဲမြတ်စွာဘုရားပြတော်မူခဲ့တယ်ပေါ့နော်အဲ့တော့လူတွေကသတိပြုလာပြီးနေမှာမြမရိုးရာတကုအနေနဲ့လည်းရှိနေကြတယ်သတိပြုလာစီမီထုံးပွဲဆိုတာ အဲ့ဒီသင်္ကတ္တငကိုပြီကိုမြတ်စွာဘုရားကြွလာကိုမှန်းပြီးတော့ပူဇော်ကြအဲ့ဒါနောက်အဲ့မှာမိဘုံမြန်ဒီပါဒီလွတ်တယ်ဆိုတာလည်းရှိရလေအာလူတွေကအိုးဖြားဖြားနဲ့ပူဇော်လို့ရအောင်ဆိုပြီးတော့အောက်ရောက်မှပူဇော်ရလို့ရှိရင်သူများနောက်ကျနေလိမ့်မယ်ဆိုပြီးတော့သူမြတ်စွာဘုရားကိုသူများတွေအိုးဖြားဖြားပူဇော်လို့ရအောင်ဘယ်လိုလုပ်ရမလဲဆိုတော့အဲ့မှာမိဘုံမြန်ဒီစီစဉ်ပြီးတော့မိဘုံမြန်ဒီနဲ့အဲအထက်ကနေမြတ်စွာဘုရားကိုအိုးဖြားဖြားပူဇော်နေအောင်ကြိုးစားပြီးတော့ပူဇော်ကြတာပါ ကယ်ပြောချင်တာကအဲ့ဒီမှာမြတ်စွာဘုရားလောကဝိဝရဏတကောဆိုပြီးတော့ပြတော်မူခဲ့တဲ့လူတွေပြတော်မူခဲ့တဲ့အတွက်ကြောင့်လူတွေကအနတ်တွေလည်းမြင်ရတယ်ဆိုတော့တခါတည်းကိုယ့်ရဲ့မျက်စိနဲ့မြင်ရတာဒီတော့ဘာမှနတ်မရှိပါဘူးကွာပြောလို့မရတော့မြန်မာတွေလည်းမြင်ရတာအာမြန်မာတွေလည်းရှိတယ်အကုန်မြင်နေရတာနောက်အပယ်လေးဘုံသားတွေလည်းအကုန်မြင်နေရတာဆိုတော့ဩ30တဘုံသားတွေဟာဒီလိုကိုယ့်အနေကိုအတီးတီးနေကြတာပါလား ံတရားရဲ့အပိုင်းခြားနဲ့ပိုင်းခြားပြီးတော့နတ်ရဲ့မြမာရဲ့လူရဲ့တိရိစ္ဆာန်ရဲ့အဘယ်ဘုံသားရဲ့ဆိုပြီးဖြစ်သွားကြတာပါလားဆိုပြီးတော့ကံတရားရဲ့စွန့်ရည်တွေကိုမြင်သွားကြတာဒီတော့မကောင်းမလုပ်တဲ့သူတွေပဲရောက်တော့အဘယ်လေးဘုံမှာရောက်ကြတယ်ကောင်းမှုလုပ်တဲ့သူတွေလူပြည်ရောက်တယ်သူ့တဲ့ကောင်းမှုများတဲ့လူတွေနတ်ပြည်ရောက်တယ်သူ့တဲ့ဘာဝနာကောင်းမှုကုသိုလ်ဇန်ကုသိုလ်ဇန်ချမ်းသာရှိတဲ့ကုသိုလ်တွေကြတော့မြမာပြည်ရောက်ကြတယ်ဆိုတော့ပြီးပြီးတော့အော်ဒါ မိမိတို့လုံနိုင်စွမ်းပေါ်မှာမူတည်ပြီးတော့တတ္တဝါတွေဟာဖြစ်ကြရောက်ကြတာပဲဒါကြောင့်မတို့ခဏရနေစွပြီးတော့လုံနိုင်စွမ်းရှိတဲ့ကောင်းမှုတွေကိုအကုန်ပြုကြမယ်ဆိုပြီးတော့လူတွေကကောင်းမှုဘက်ကိုဥညွတ်သွားကြတယ်အဲ့ဒီမှာထူးခြားတာကတော့ဖရာရဲ့အလွန်မတန်ကြီးကျယ်ခမ်းနားတဲ့အဲတကောတော်ကြီးကြီးကျယ်ခမ်းနားတဲ့နတ်ပြည်ရဲ့နတ်တွေနဲ့မြမတွေနဲ့ချမ်းရမ်းပြီးတော့ကြွလာတဲ့အခမ်းနားကြီးကိုမြင်လိုက်တဲ့အဖြစ်တဲ့တော့ကြောင့် ဲ့ဒီမှာရောက်လာတဲ့လူတွေအကုန်လုံးယောက်ျားမိန်းမအကုန်လုံးဖျားဆုပန်ကြတယ်နော်အော်ဒီလိုခန္ဓာကြီးကျယ်တဲ့သူတွေတော့ငါခံစားကျင်လိုက်တာဆိုပြီးတော့အကုန်လုံးဖျားဆုပန်ကြတယ်ကဲဒါသူစားတဲ့တကိုးတော်ပေါ့နော်ဒါသတင်းကျလာပြီဒီနဗံတို့ရောက်ပြီဒီနေ့သတင်းကျလာတဲ့14ရက်နေ့မှာရှင်မောကလဖလားဖျားသွားလျှောက်တဲ့ခါကျတော့ဖျားပြောလိုက်တဲ့စကားလေးတွေအမှားရလို့ကြာဘူးတော့လို့ဘုသူတအဖြစ်ပြောလိုက်တာ အဲ့ဒီမှာတတိပြုလိုက်ရမှာပါလဲဆိုတော့ကန်စွမ်းရင်ဘာစွမ်းရင်လဲကန်စွမ်းရင်ပါဗျာတတဝါတွေ32ဘုံမှာအသီးသီးရှိကြတယ်ဆိုတာတကိုးရှင်တွေကမင်းဒီနေရာနေမင်းဒီနေရာနေမင်းဒီနေရာနေဆိုပြီးတော့ခြားထားတာမဟုတ်ဘူးဘယ်သူကခြားထားလဲဆိုရင် ကိုပြုတဲ့ကံတရားကခြားထားတာကိုကမကောင်းတာလုပ်ရင်မကောင်းတဲ့နေရာရောက်သွားမှာပဲမကောင်းတာလုပ်တဲ့သူတွေကမကောင်းတဲ့နေရာကိုနေရာလုံးမှတ်ထားကောင်းတာလုပ်တဲ့သူတွေကကောင်းတဲ့နေရာတွေကကိုနေရာတွေပဲ ဲ့တော့ကောင်းတဲ့နေရာတွေမှာလူပြည်ရဲ့နတ်ပြည်ရဲ့မြမပြည်ရဲ့လူပြည်ဆိုတာတော့ဒီပုံနဲ့ဆိုပြီးမလို့လူတွေမှာလည်းပဲအစင်စင်အစင်စင်ချမ်းသာကြလားငြိမ်းအေးကြတာတွေမရှိဘူးလားရှိတယ်အစင်စင်လူတွေမှာလည်းနှိမ့်ကြသွားတာတွေမရှိဘူးလားရှိတာပေါ့အခုဆိုဆင်းရဲလိုက်ကြတာခက်ခဲလိုက်ကြတာပြဿနာတွေတက်လိုက်ကြတာဘသူနဲ့ဆိုင်တော့ကိုနဲ့ပဲဆိုင်နေကိုကနဲ့ပဲဆိုင်နေလူတိုင်းပုံဖြစ်တာမဟုတ်ဘူးလေဟုတ်တယ်ဗလားအာနယ်တွေတွေ့တယ်ဆိုလူတိုင်းတွေ့တာမဟုတ်အာနယ်လွတ်နေတဲ့လူတွေအများကြီးဘူး ဒုက္ခရောက်တယ်ဆိုတာလူတိုင်းဒုက္ခရောက်တာမဟုတ်ဘူးလေဟုတ်တယ်မလားအဲချမ်းသာနေတဲ့လူတွေအများကြီးပေါ့ကိုပတ်စံမရှိတဲ့လူတွေမရှိဘူးပတ်စံရှိတဲ့လူတွေအများရှိချလာပဲလေအဲ့တော့သူပတ်စံရှိရကောင်းလားကွာဆိုပြီးပြောလို့မဖြစ်ဘူးဘာဖြစ်လို့တော့ဆိုတော့ကိုကပတ်စံရှိလောက်တဲ့ကောင်းမှုကုသိုလ်မှကိုမပြုခဲ့တာ哦မှန်လားပြန်သားကြောင့်ကောင်းမှုတရားကုသိုလ်တရားတွေကိုစူးစမ်းပြီးတော့ပြုဒါဒီဘဝရဲ့အားထားရလဲကောင်းမှုတရားကုသိုလ်တရားတွေဖြစ်တယ်အဲ့ဒီကောင်းမှုရှိမှဒီဘဝတည်းလည်းအဆင်ပြေမယ် ကဲဒါဆိုရင်တို့တွေကဒီဘွားတွေပြီးရောလားဆိုတော့ပြီးဦးလေဘယ်တော့မလား30တော့မကျင်နေအောင်ပဲဆိုတော့နောက်ဘွားသွားမယ်ဘာနဲ့သွားမှာတော့ဆိုတော့ကုသိုလ်နဲ့သွားကုသိုလ်နဲ့သွားကြရတယ်ကုသိုလ်ပါသွားတဲ့အထိုင်လျောက်ရောက်ကြရတာဖြစ်ဖြစ်အဲ့တော့ကိုကိုတိုင်းပြုတ်လို့သွားတဲ့ကုသိုလ်ကောင်းမွန်တယ်မပြည့်စုံဘူးဆိုရင်တော့ကိုနောက်တန်းကကိုမဆွေတွေမျိုးတွေရှိတယ်၊သားတွေသမီးတွေရှိတယ်ဆိုလို့ရှိရင်တော့သူတို့ကပြုတ်ပေးရင်လည်းအဲဒီကောင်းမှုကုသိုလ်သာသူခေါ်ပြီးတော့ ထောက်ရတရားမိကိုရအားထားရချမ်းသာရရသွားနိုင်တယ်။ကဲအဲ့ဒီအခွန်ရေးကိုမျောပြီးတော့ခနေ့ဆွမ်းနဂါဆောအမတွေကမိခင်ကြီးဒေါ်ဆန်းရင်အားရည်စူးပြီးတော့ကောင်းမှုလူတွေပြုပါတယ်တဲ့ပြုသူအရင်ရတာနော်ပြုသူတွေရပြီးတော့ဒီကောင်းမှုကုသိုလ်ကို မိခင်ကြီးဒေါ်ဆန်းရင်အားအမျှဝေပါတယ်ဆိုတဲ့ခါကျတော့ကုသိုလ်ပါဝါကဒေါ်ဆန်းရင်ကြီးလည်းရောက်သွားတာပဲဒေါ်ဆန်းရင်လည်းဆိုတော့မဟုတ်ဘူးအခုသာဓုခေါ်တဲ့ပေးသက်တွေကြီးအကုန်ရောက်တာ လေးလေးနဲ့နဲ့သာဓုခေါ်ဖို့တော့လိုတယ်လေးလေးနဲ့နဲ့သာဓုခေါ်နိုင်သူမှန်တယ်ပြုသူเนี่ยထပ်တူကုသိုလ်တွေရကြတယ်အဲကုသိုလ်တွေကိုပြုလဲပြုရမယ်အမြလဲဝေရမယ်သူများအမြဝေလဲသာဓုခေါ်ရမယ်ကဲကနေ့ပြုတဲ့ကုသိုလ်ကောင်းမှုတွေကိုတော်ဆန်းရင်ဟာအမြဝေပါတယ်ဒီကောင်းမှုတွေကြောင့်တကယ်လို့များဘဝတွေလွဲမှားသွားတယ်ဆိုရင်ဘဝတွေတက်မှမှန်ကန်ပြီးတော့မြင့်မြတ်တဲ့ဘဝတွေရောက်ပါသေးချမ်းသာဒုက္ခတွေနည်းနေသေးတယ်ဆိုရင် ချမ်းသာဒုက္ခတွေပေါင်းပြီးတော့ကောင်းတဲ့ကောင်းတဲ့ချမ်းသာဒုက္ခတွေနဲ့ပြည့်စုံပါလေဒီပြီးတော့လည်းဤရင်ဤကဲ့သို့ပြုလို့ရတော့ကောင်းမှုတို့ကြောင့်ဘေးရန်အပေါင်းသမားကင်းဝေးချမ်းသာဒုက္ခအပေါင်းတို့နဲ့ပြည့်စုံရပါလို့ဤသို့စိတ်ထဲမှာရည်မှန်းထားပြီးတော့ရည်သက်ချမယ်ရည်သက်ခွန်ကိုင်းလိုက်ဆိုရည်သက်ချအမြဝေကြစို့ဤဓမ္မိပုံညာနိဗ္ဗာန်တသစ္စယောဟောတုဟောတု ရှင်မြတ်တို့ခရာဆွမ်းအလူတော်နဲ့ဆွမ်းပရိသဘင်အလူတော်တို့ကို၎င်းဘုရားတော်တို့ဒီမှာထားတော့ဒီမှာပါဘုရားတို့ကို၎င်းဝိညာဉ်ကုန်ချာ၍ဝိညာဉ်ကုန်ချာ၍ဘုရားမာဤဒီကောင်းမှုတို့ဒီကောင်းမှု 得三眼多爱，七八岁的，我信不呀？你刚不着家，刚不着家的，为了路的，为了帮助他，因为因为，三大比邻，三大比邻，年年帮助，年年帮助，年年刷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 。 ဒီကောင်းမှုတို့ဒီအဘုဘာကဘုဘာကယေရှုရှင်ယေရှုရှင်တော်ဆိုင်အားတော်ဆိုင်အားယေဇတ်တော်ချရယေဇတ်တော်ချရယမြဘေးဝေပါကြီး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 ဘာသူပေါင်းစုံနိုင်ပါသည်တည်းဘာသူပေါင်းစုံနိုင်ပါသည်တည်းဒီမှာဘုရားဒီမှာဘုရားသေမျိုးများနဲ့သေမျိုးများ เอลูเชียเอลูเชียโกซัมเนโกซัมเนจามซัมเนจามซัมเนเอ็งดังในบทนี้เอ็งดัมเนบทนี้ต้องเป็นโลกต้องเป็นโลกลูกสมองลูกสมองตั้งมเดูอะไรตั้งมาดูอะไรนี่อะไรไปบ่ายนี่อะไรไปบ่ายนี่อะไรจะจ่ายด้วยนี่อะไรจะจ่ายด้วยตั้งตาจะดีตั้งตาจะดีจะมาสิโลจะมาสิโลอาเลน Yeah.